ကိုကိုကိုနည်းနည်းမိုးတော့အလင်းရောက်လို့အိယာကထလိုက်ရင်ဆန္ဒပြုတ်လိုက်ဘယ်လိုဆန္ဒပြုတ်ဘဝတုသဗ္ဗမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခံကြောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်တော်တဏ္ဏမှာဖြစ်ပါစေအများတတ္တဝါတွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒလဲเนาะသူများကိုနှိပ်စက်ဖို့ပါရလားဒီထဲမှာအလွန်မမြတ်တဲ့စိတ်တက်လို့ခေါ်တယ်เนาะမင်္ဂလာနဲ့ပြည့်စုံပါစေ ရခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုဆောင်းလျှောက်ပါသေးဒါလည်းကောင်းတဲ့ဆန္ဒပဲသူဆောင်းတာမဆောင်းတာကိုယ်နဲ့မဆိုင်ဘူးကိုကဆောင်းပါစေလို့ဒီလိုပြောတာဟုတ်ကဲ့လားဒါကိုပြောမယ်ဆိုရင်နတ်အားကိုးတာလားလို့ဆိုမဟုတ်ဘူးနတ်အားကိုးလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုဆောင်းလျှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့ဆောင်းလျှောက်တာတွေရှိလို့နတ်တွေကအမှတ်တမဲ့မနေဘဲနဲ့ဆောင်းလျှောက်ကြပါစေ နတ်ကသာဆောင်းလျှောက်တာလားဆိုတော့လူလူချင်းရောမဆောင်းလျှောက်ဘူးလားဆောင်းလျှောက်တယ်လေအိမ်သားမှာလူတွေမှာသွားတာအိမ်ကိုကြည့်လိုက်စမ်းပါလို့ဆိုကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုတော့ဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲအကြောင်းကိစ္စရှိလို့ရှင်သတင်းပို့ပေးတယ်ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲအဲ့တော့လူလူချင်းနဲ့မေတ္တာရှိရင်ဆောင်းမေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲဩနတ်တွေကိုလည်းပဲ ိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထားရင်နတ်တရဲ့ဆောင်းရှောက်မှုရောမခံရဘူးလားဒါကလောကရဲ့တဘာဝပဲနော်ကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုကိစ္စကိုလာလုပ်ပြီမှာပဲအဲ့တော့နတ်တွေကလည်းကိုကမေတ္တာပို့တယ်အမျှဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်အပေါ်မှာခင်မင်ကြတယ်ခင်မင်တော့ဆောင်းရှောက်ပါသေးဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနတ်ကနေထိန်းသိမ်းဆောင်းရှောက်ပေးလိုက်တယ်ပေါ့ဒါမျိုးကိုဆိုလိုတာနော် ကြည့်ပါလားဒီပကံရာဇဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျန်စစ်မင်းကျန်စစ်သားအနောယထာကနေပြီးတော့ဖမ်းဆီးမလို့လိုက်တဲ့အခါမှာသူပြေးရပြေးတဲ့အခါမှာမြစ်ထဲမှာဖြတ်ပြီးတော့ကူးတဲ့အခါကျတော့တန်ငါလှေတစည်းကနေပြီးတော့ဟိုဘက်ကန်းကိုပုတ်ပေးတယ်ဟာအဲ့ဒါဟာနတ်ကကူညီတာတဲ့ တကယ်နတ်ကတန်ငါလေးအောင်ဆောင်ပြီးတော့သူ့ကိုကယ်တင်သွားနောက်ဆုံးကြတော့နတ်ကမဟာဂီရိနတ်လို့ဆိုတယ်သူနဲ့ဆူတောင်းပဲ့အတိတ်ဘဝတော့ကသူနဲ့တူတူဖြစ်ခဲ့တဲ့မိတ်ဆွေသူကနေပြီးတော့ကူညီတယ်လို့သူတို့ပြောတာအဲ့တော့လောကမှာလည်းတခါတခါကူညီမှုတွေရှိတယ်အဲ့တော့ကူညီတယ်ဆိုတာနတ်ကြီးကအချွန်တက်နဲ့ဆင်းလာပြီးဒီလိုကူတာမဟုတ်ဘူးအဲ့လိုဆိုရင်လည်းလူကကြောက်ပြီးတော့ပြေးမှလည်း နတ်မြင်သူကကြောက်ဘူးမထင်နဲ့ကြောက်ပြီးပြေးပါပဲအဲ့ဒါကြောင့်မလို့နတ်မြင်တဲ့အခါကျတော့လူတွေဟာကြောက်လန့်မှာဆိုတော့နတ်တွေကလည်းလူတွေကိုကူညီတဲ့အခါမှာလူတယောက်ယောက်ပဲဆောင်ပြီးတော့ကူညီတာကဒီလိုဆိုတာနော်ကိုကနေဘူးတဲ့မယ်ရက်ပြီးတော့ကားဆောင်နေတယ်ဘတ်စကားကမလာနိုင်ဘူးသွားချင်နေတယ် သို့သောအနန္တအဖြတ်သွားတဲ့ကာထစီကလူကြုံလို့တင်သွားတယ်ဆိုတာတရောမကြုံတတ်ဘူးလားအေးနတ်ကမရတယ်ဆိုတာတခါတည်းအဲ့ဒါမျိုးလို့ပြောတာနော်ကိုသွားကျင်တဲ့ကိစ္စတခုကိုလို့ကျင်တာလေးတခုဟာတခါတလေရှော့ရှော့ရှူရူနဲ့ကုညီပဲလူနဲ့တိတိဖြစ်စီမတိတိဖြစ်စီကိုကုညီသွားတဲ့လူတွေနဲ့ကြုံတတ်တယ်ကောအဲ့လိုဆိုလိုတာနော် အဲ့ဒါကြောင့်မလို့ရခန္တုသဗ္ဗဒေဝတာနတ်တွေကဆောင်းလျှောက်ပါစေကူညီပါစေသဗ္ဗဗုဒ္ဓါနုဘဝေနသရတုခိပွန်တုတေဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်ကုသိုလ်အမှချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါကြောင့်မို့ဘုရားကိုအာယုံပြုတယ်ဘုရားကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာတယ် အဲ့ဒီကုသိုလ်တရားတွေကလူတွေရဲ့တဏ္ဍမှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်။ဒါကကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲ။ကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်တဲ့ကုသိုလ်။အဲ့ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဖះကိုအာယုံပြုတဲ့အာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ် တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တန်ခါကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့ဆွမ်းအားကြောင့်ချမ်းသာကြပါစေတလို့ဆိုတာအဲ့တော့အဲ့ဒါလို့ဘုရားတရားတန်ခါမနဲ့မုန်းလင်းတဲ့အချိန်လေးမှာဘုရားတရားတန်ခါယရဏသုံးပါးကိုအာယုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်နတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်ချမ်းသာဒုက္ခဆိုတာလည်းရလာနိုင်တယ်လို့ အကြောင်းတရားတွေကိုပြောပြမလို့ရင်တော့မရဘူးပေါ့နော်ကုသနာမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာရချင်းရဲ့အကြောင်းကိုလုပ်ရဒါကတော့သဘာဝပဲလေဒါကတော့သဘာဝမလို့လို့ကတော့ဘာမှမရဘူးဆိုတာသိချင်တာပေါ့